ကိုကယေဒနာအလုတ်လုံနေတဲ့သူဆိုတဲ့ခါကြတော့လေအဲ့လိုပဲဟိုယေဒနာဆိုင် ဖွင့်နေသူဖြစ်တဲ့အတွက်ကြောင့်မလို့ယေဒနာကိုလေကုန်ပစ္စည်းတစ်ခုအနေနဲ့ပဲမြင်တာပေါ့နော်တိတ်ပြီးတော့မှဝစ်ချင်တဲ့စိတ်မဖြစ်ဘူးနောက်တစ်ခါအခုပေါ့အခုဆိုလဲဒီလိုပဲဟိုနေ့စဉ်နဲ့အမျှဒီလိုမျိုး live လွှင့်ရောင်းနေရတာ၄ဆိုတော့ခါကြတော့လေပြဲသူများပစ္စည်းအကောင်ညွန့်ညွန့်ပိပိဆိုကို့ ကိုပေါ့အရင်ရောက်တာပေါ့လေဆိုတဲ့ခါကျတော့အဲ့တော့ဒီယေဒနာကိုဝစ်လိုက်တယ်ဆိုကျွန်မအလုတ်တစ်ခုအနေနဲ့ကျွန်မအတွက်ဒီယေဒနာတွေဝစ်စင်တာဟာအလုတ်တစ်ခုလို့ပဲဒီလိုမျိုးဖြစ်တာပေါ့နော်ဆိုတော့ယူနီဖောင်းလို့တောင်ဖြစ်တယ်ယေဒနာဝစ်လိုက်ရင်စိတ်ကလည်း အေးနည်းနည်းလေးတော့မွန်းချက်သွားတယ်တင်းချက်သွားတဲ့ဟာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်မစိုင်ကဆိုလဲအဲ့လိုပဲကျွန်မစိုင် business ပစ္စည်းရတက်တက်ကိုပိုင်ပစ္စည်းရတက်တက်ပေါ့ကိုရဲ့ကိုဝစ်တယ်ကိုစားတယ်ဆိုလဲကိုပိုင်ပစ္စည်းရတက်တက်ဒီ business ကတက်တက်ကျွန်မလေရွှေဆိုင်သာလောက်တာကျွန်မရွှေတိတ်မကြိုက်ဘူးသိလားရွှေမကြိုက်ဘူးကျွန်မမလေကျွန်မကိုပိုင်ရွှေလက်ဝစ်လက်စားဆိုတိတ်မရှိဘူးပေါ့နော်ကျွန်မရွှေမကြိုက်ဘူးရွှေဆိုင်ရှိပေမဲ့ဒါပေမဲ့လေဟိုစပေါ့ အခုနောက်ပိုင်းအသက်ကြီးလာတော့အမေကြိုက်နှစ်တက်မှုပြောင်းလာရွှေလေးပါလေးဆိုဝစ်ချန်လာတယ်လားဒါမှမဟုတ်နည်းနည်းဂေါ်ဂေါ်လေးတွေပေါ့လေရွှေလေးပါလေးဆိုဝစ်ချန်လာဒီဘက်နောက်ပိုင်းဆိုရင်ကျွန်မနှစ်နှစ်လောက်ရှိပြီရွှေလေးတွေပါလေးဆိုကျွန်မအဲ့လိုဒီဇိုင်းလေးတွေဆန်းဆန်းလေးတွေပြန်ဝတ်တယ်ပေါ့လေအဲ့တော့ပြောချင်တာကလေအဲ့ဒီယဒနာကြီးတွေဝတ်ပြီးအပြင်သွားလာပြီးတော့မှအဲ့လိုလောက်ရတာကျွန်မအတွက်ကလေ comfortable မဖြစ်ဘူးသိလားဆိုတော့နောက်တစ်ခုပေါ့လေဟို ကိုကိုလည်းတိပြီးသားဒီယတနာကြီးတွေဝတ်တော်မှဟိုအဲ့လိုကြီးမဟုတ်ဘူးလေနော်ဆိုတဲ့ခါကျတော့ဝတ်ရတာလည်းမကြိုက်ဘူးအဲ့ဒါကြီးကိုဝင်တော့ဘိုးဘိုးကြီးဖြစ်တယ်ပေါ့အဲ့တော့လေဟိုအပြင်သွားပြီဟေးဆိုလို့ရှိလို့ရှင်နားတဲ့နဘောက်တောင်နကနဘောက်ထဲနကတ်တောင်မပါဘူးပိဋကတ်ကြီးသတိထားမိတယ်မလားကျမရဲ့အပြင်သွားတဲ့ဒီတိုင်းရိုးရိုး outfit တွေရိုးရိုးပုံနေမှာဆိုလေဘာဖြစ်လဲမွန်းကျက်လာလို့မလို့သိလားအဲ့တော့ပော့ပော့ပါပါပဲနေနေတာဒါကြောင့်မလို့ကျမတို့ကတော့ယေဒနာတွေဝတ်ဆင်ရတာဒီ uniform တစ်ခုပဲ သိလားအကောင်လုံး uniform တွေရှိရမလားဘာဝန်ထမ်းဆိုရင်ဟိုမှာစစ်တပ်ကဆိုလဲစစ်တပ်က uniform ရှိတယ်အဲတဘောကဂျန်နဲ့ဟိုဟို custom ဆိုလဲ custom က uniform ရှိတယ်ဆရာမဆိုလဲဆရာမ uniform ရှိတယ်ရဲဆိုလဲရဲ uniform ရှိတယ်ဟုတ်တယ်လားမိသက်ဆိုလဲမိသက် uniform ရှိတယ်ကျမလည်းဒီလိုပဲရဲတနာ life save ရောင်းနေတယ်ဆိုတော့ရဲတနာဟာကျမအတွက် uniform ပဲအဲ့တော့အဲ့ဒီ uniform ဝတ်လိုက်ရင်စိတ်ကလေးသွားဈေးရောင်းရမယ်ဆိုတဲ့အသည့်ဖြစ်သွား အဲ့လိုမျိုးအဲ့လိုမျိုးဖြစ်တဲ့ကကြတော့ရေထနာတွေမပါဘဲနဲ့အဲ့လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနေရတာကိုအယမ်းသဘောကျတယ်အဲ့တော့ကျမရဲ့ပုံမှန်ဒီဇိုင်းအတိုင်းဆိုလို့ရှိရင်တော့ကျမလေးဒီအပေါ်နားပေါက်ကလေးကမနဂတ်ကလေးတစ်ခုထည့်တယ်ဒါပဲဒါပဲအဲ့လိုနည်းနည်းလေးလေးဘယ်လိုခေါ်မလဲစတိုင်ရှိစတိုင်ရှိအောင်ပေါ့လေနော်အလွတ်ကြီးလုံးလုံးကြီးမဟုတ်ဘဲနဲ့ဒီပေါ်နားပေါက်ကလေးဒီအလေလောက်မှာအဲ့စိန်နဂတ်ကလေးတစ်ခုလေးဒီလိုလေး ထည့်လိုက်တယ်ခက်သေးသေးလေးထည့်လိုက်တယ်အဲ့ဒါပဲအဲ့ဒါမှကိုယ်ဝယ်စားနေလဲနည်းနည်းလေးကိုအောင်ပေါ့လေအဲ့ဒါလွဲလို့လေဝေးရတာလုံးဝမမကြိုက်ဘူးပေါ့နော်အေးဘာတော့ကြိုက်လဲဆိုရင်ကျွန်မပတ်စံရဲ့အကောင်စားတော့ကြိုက်တယ်အဲ့တော့ပတ်စံရဲ့အကောင်စားပတ်စံရဲ့အကောင်စားလေးရဲ့တယ်လီဖုန်းတစ်လုံးရဲ့လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါအဝယ်စားလေးရဲ့ဖက်နက်ဆိုလဲဒီလိုပဲတက်တောင့်တက်တာဖြစ်တဲ့ဖက်နက်ကလေးရဲ့ ਨੇ ွားရရင်ကျမတို့ကပြီးပြည့်စုံသွားပြီအကြိုက်နှစ်သက်ဆုံးအလုပ်ဆိုလို့ရှင်တော့အဲ့လိုခီးအဲ့လိုတွေပေါ့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 နဲ့ဒီလိုရှောက်သွားပြီးတော့မှရှောက်စားရတဲ့အလုပ်ကတော့ကျမရဲ့ favorite ပဲဘာဖြစ်လို့လဲဆိုတော့လူက relax ဖြစ်တယ်လीเนาะကျမတို့ဆိုဘာဖြစ်ဖြစ် work a hall လည်းဖြစ်တဲ့သူတွေမှာပါတယ်အလုပ်အရင်လုံးရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့အဲ့လိုမျိုးလေးပေါ့စိတ်ကြီးလက်ပြောက်လေးပေါ့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 လေးနဲ့အဲ့လိုလေးသွားအသွားသွားတဲ့နေရာမှာဆိုလဲဒီလိုပဲကျမကလေသွားလေရလုပ်လေရမှာကျမကင်မရာလုံးဝမကြိုက်ဘူးသိလားကင်မရာလုံးဝဟိုဟာဒီဟာဆိုအဲ့လိုကင်မရာကြီးရိုက်တင်ရတာတွေအဲ့လိုမျိုးနောက်ကိုကင်မရာကြီးတွေနဲ့ ချိန်ထားတာမျိုးဒီကျွန်မမကြိုက်ဘူးသီလားဆိုတဲ့ခါကျတော့လေအဲပေါ့ပေါ့ပါပါပဲအဲ့လိုမျိုးနေရတာပဲကြိုက်တယ်အခုနောက်ပိုင်းကျတော့မှပိဋကတ်ကလည်းမြင်ကျင်နေတွေ့ကျင်နေဆိုလို့တချို့ဟာလေးတွေလေတင်တာလွဲလို့လေကျွန်မအဲ့ကင်မရာကြီးတင်နေမကြိုက်ဘူးစားလို့ဆိုတချို့ဆိုလဲစားကန်ပြီးဆိုအားလို့ရိအရိုက်မစားစားလို့ပြီးမှတတိယရတယ် sorry เนาะ အစားလာချတယ်နော်တလားပပတွေဘာတွေရိုက်တာတွေဘာတွေမသိဘူးအစားမလာချခင်တည်းကစားကြလို့ဆိုင်ထဲဝင်သွားလေအဲ့ဒီလာမချမချင်းော်လေစိတ်ကမဖြောင့်နေဘူးမိအဲ့လိုအဲ့လိုဖြစ်နေတာ လာချပြီးပြီဆိုလေအဲ့လိုစားစားပြီးတော့မှလေဟေးသူများတွေလိုရိုက်ရအောင်မေ အဲ့လေဘလို့လောက်အောင်မညာလို့လောက်မစစားပြီးမှတတိရတယ်ပြန်ပြီးအစပြန်စရတယ်သီလားအခုနောက်ပိုင်းကျတော့ဘလို့ပဲဖြစ်အော်ကြည့်ချင်ကြမယ်လေးမြင်မြင်ရမယ်လေးလို့ဒီလိုထင်တာပေါ့လေကိုယ်ချစ်တဲ့သူတွေအတွက်အဲ့လိုမျိုးလေးဒါပေမဲ့အဲ့လိုသွားလျာရိုကင်မရာချိန်ပြီးတော့မှလုတ်တက်တဲ့ထဲမှာကျွန်မမပါဘူးသီလားအဲ့ဒါပုံနေပိုင်းဆိုလဲတင်လေးတင်တာခဲရင်းတယ်ဒါကြောင့်မလို့လေဒီခုနပြောတဲ့ rumors တွေဖြစ်တာပေါ့နော်အကြောင်းမသိဘူးပေါ့မသိရဲ့ခကြခုနလို့ပေါ့ဟိုမှာဟိုဥစားဟိုမအောင်ဘုဇုံကြီးတွေပါတွေဖြစ်တာတွေကအဲ့လိုမျိုးတွေပေါ်ပါပြီးဆိုကျမတို့ကကျမတို့ရဲ့ဒီ live ကကျမတို့ life ရဲ့ဒီပုံတွေပါတွေကဒီ public မှာမရှိဘူးလေเนาะနောက်ကျမရဲ့ Facebook ကျမတုံးတဲ့ Facebook ကလည်းကျမလုံးဝ profile lock ချပြီးတော့မှတုံးတာလीเนาะဆိုတော့ ကျွန်မ profile လုံးဝ profile log မဖွင့်တာ profile log တင်ကျွန်တော်တို့နိုင်ငံကြီးတွေစဖြစ်တဲ့ခါကျတော့အဲ့ကြတော့မှ profile log ချတာတွေပါပေါ်တာတိတာလေးเนาะအဲ့အချိန်လေးအဲ့တော့ကျွန်မအဲ့နိုင်ငံကြီးစဖြစ်ရင်လည်း profile log ချထားတာအခုချိန်ထိပဲဖွင့်လမ်းမဖွင့်ဘူး public နဲ့ post လည်းမတင်ကျွန်မရဲ့ personal account ကတော့ကျွန်မနီးစက်ရမိတ်ဆွေလေးနဲ့ကျွန်မတို့ဒီလိုမျိုးလေးနေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့เนาะကျွန်မညာတော့ကျွန်မ Facebook မှာလည်းကျွန်မဘာမှသိတုံးနေသူမဟုတ်ဘူးတိလား ပုံဆိုတာလက်ခီးထွက်မှသာတပုံစားနှစ်ပုံစားတင်တာအဲ့လိုပုံလဲအမြင်နဲ့လဲပုံလဲမတင်တတ်ဘူးဘာဖြစ်လဲကိုယ်ပုံတင်လိုက်ရင်ကိုယ့်ကို comment ဝင်ရတဲ့သူတွေကို reply ပြန်ရမယ်ပေါ့အနည်းဆုံးတော့ဒီ comment တွေကို reaction ပြန်လုပ်ရမယ်ပေါ့နော်ကိုကအချိန်ရှားပါတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့အားနာတာအားနာတာမလို့ post တစ်ခုတင်မယ်ဆိုအရန်စဉ်းစားပြီးတော့မှတင်တယ်တိတ်ပြီးတော့မှမလုပ်ဖြစ်ဘူးပေါ့နော်တိတ်ပြီးတော့မှမတင်ဖြစ်ဘူးအရန်ပေါ့ပေါ့ပါပါနေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးအဲ့လိုမျိုးအဲ့ဒါကျမရဲ့ reality ဒီအဲ့ဒါကင်မရာနဲ့ချိန်နိုင်ပဲတခါလေးကျသူများတွေအဲ့လိုမျိုး ချိန်ပြီးရိုက်ထားဆိုရင်သဘောကျရယ်နော်။အော်ဘာလေးလှုပ်လှုပ်လေး။ကင်မရာလေးနဲ့ချိန်ပြီးရိုက်ထားဆိုအေးဟုတ်တယ်အဲ့လိုမျိုးတွေဘာဖြစ်အတူယူရမှာနော်။ဒါကြောင့်မလို့ဆိုရှယ်မှာနေတယ်ဆိုရင်ဆိုရှယ်မှာအောင်မြင်ကြတယ်ဆိုရင်လည်းတမီးတွေဆိုအဲ့လိုမျိုးလုံနိုင်ရမယ်။သိလား။ဘာဖြစ်ဆိုအမြင်အမြင်မြင်ရမှာပေါ့ activity တွေပေါ့နော်။ကျွန်မစိတ်မှာကြတော့အဲ့လိုမျိုးတွေလှုပ်တယ်ဆိုအာကျွန်မဒီလိုကြီးလှုပ်ပြီးတတ်တတ်မဲ့ကြီးလှုပ်ပြီးရိုက်တင်ရတယ်လို့ကျွန်မစိတ်ကြီးဒီလိုကြီးဖြစ်တဲ့ခါကျတော့ကျွန်မသွားတဲ့ပုံစံတမျိုးပေါ့လေနော်။ဆိုတော့ဒါပေမဲ့ဒီခေတ်ဒီရဲ့အကြိုက်ကတော့တမီးတို့ဆိုရှယ်မှာအောင်မြင်ကြတယ်ဆိုတဲ့တမီးတွေ ਆ လေ။ဘာ လေးလုံးလို့ကိုယ့်ရဲ့ activity ကလေးအကုန်လုံးရှိနေရမယ်သိလား social ပေါ်မှာလေတင်းတင်းတင်းအဲ့ဒါအဲ့ဒါကလေ social မှာပေါက်မြောက်ချင်တဲ့သူတွေအတွက်ကတော့အဲ့ဒါမှန်ကန်တဲ့နီလန်ပဲသိလားအဲဒို့ဆိုရင်မမှန်ကန်ဘူးဘာဖြစ်လို့လဲဆိုတော့ဒို့ကပြင်းတယ်ဒီ social ပေါ်တင်ရမယ့်ကိစ္စတွေလေနော်ဒီလို live အလုပ်လုပ်ပြီး live လွှင့်တာလွဲလို့ပေါ့ဒါဒီဘက်နောက်ပိုင်းတော့မှာဘန်ကောက်တော့တော့ဘန်ကောက်ကမောင်လေးတယောက်ကအမက social platform မှာရှိရမယ်လေ TikTok တွေပါတယ်ဘာညာဆိုကိုကဘယ်လိုပြောဆိုဟဲ TikTok ကငါတို့မြန်မာပြည်မှာ TikTok ကတရုတ်ကနေမလို့ TikTok တုံးလို့ရှင် TikTok ကိုဝိုင်းကောက်ထားတယ်တက်တော့မတုံးပါဘူးလို့ပြောတယ်အမတ ောက်တည်းပဲကြံခဲ့တာ TikTok ပေါ်ပဲတက်ကြည့်ကြည့်ပါအောင်လဲဆိုတော့ဟေးဟုတ်သလားအဲ့လိုလားဆိုပြီးတော့မှလေဟုတ်တယ်အမရယ်မသိဘူးငါတို့က TikTok သုံးရင်ဘိုင်းကောက်တယ်ဆိုတော့ငါတို့က TikTok ကမသုံးရဘူးဘာဖြစ်လဲတော်ကြသူများကငါ TikTok တွေ့ရဆိုရင်ဆဲမှာဆိုလို့ဆိုအမတယောက်တည်းပဲကြံတာလေ TikTok လည်းပဲတက်ကြည့်ကြည့်ပါအောင်ဆိုကျွန်မ TikTok သုံးတာမကြသေးဘူးနှစ်နှစ်သုံးနှစ်လောက်ပဲရှိအောင်လားမသိဘူးနှစ်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 လောက်ပဲရှိအောင်လားမသိဘူးကျွန်မ TikTok လည်းပြန်ရှာကြည့်ကြည့်လိုက်အစသုံးထားတဲ့ဟာရှိတယ် လောက်ပဲရှိအောင်မယ်သိလားအဲ့ဒါတော့ဘန်ကောက်ကအဲ့ဒီမောင်လေးကလေ तू 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 တိုက်တွန်း तू ဖွင့်ပေးတာ तू ဖွင့်ပေးအမဒီလိုဒီလိုဖွင့်ရတယ်ရောအမဒီမှာအကောင့်ဒီလိုဖွင့်ဒီလိုတင်ရတယ်အမဒီလိုသုံးရတယ်ဒီလိုလုပ်ရတယ်ဆိုတော့မှကျမအဲ့ဒါအဲ့ကြတော့မှနှစ်နှစ်မိနစ်တို့ဟို live အဆုတ်ကနှစ်နှစ်လားသုံးနှစ်လားသုံးနှစ်သုံးနှစ်နော်သုံးနှစ်ဆိုတော့သုံးနှစ်ရှိပြီပေါ့သိလား ကျွန်မလေ TikTok သုံးတတ်တာ၃နှစ်ပဲရှိသေးတယ်၃နှစ်ပဲသုံးရှိသေးတယ် TikTok သုံးတတ်တာအဲ့ဒါကြောင့်မကြုံချင်းချင်းချင်းလေးကိုတိတ်မသုံးတတ်ဘူးတင်လားအဲ့လိုမျိုးအဲ့လိုဆိုတော့ဒါပေမဲ့မဟုတ်ဘူး social မှာအောင်မြင်တဲ့သမီးတွေကတော့အခု social မှာကလေးတွေအောင်မြင်နေတဲ့ကလေးတွေအများကြီးရှိရနော်ဘာပဲလုပ်လို့တို့ activity လေးတွေအမြင်နဲ့ပိတ်သက်နဲ့ထိတွေ့နေအောင်လေးတွေတင်ရမယ်အဲ့ဒါမှမှန်တာတိလားဆိုတော့လေ ဟိုကောင်းလာလေးတွေဆိုရင်ကောင်းတဲ့သူစီကကောင်းတဲ့အရာမှန်တယ်အကုန်လုံးယူသိလားတိုးတော်မှတစ်ခါလေးပြန်ပြီးအတူယူရတယ်။အိုးအေးအဲ့လိုလားဒါပေမဲ့ကို့အသက်ရွယ်နေပေါ့နော်။အာကို့ဟာနေတာတော့မဖြစ်ပါဘူးကိုရီးယားလေးတိတ်မလုတ်တတ်ဘူးပေါ့နော်။ဒါတောင်မှအခုနောက်ပိုင်းဆိုကျွန်မအရန် ော်တော်ကြီးတင်လာတယ်လို့ပြောရမယ်နော်တော်တော်ကြီးပုံနေပါတယ်ဆိုတာတော်တော်ကြီးခီးတွေပါတွေထွက်တယ်ဆိုတော်တော်ကြီးတင်ပြစ်တဲ့ဟာဖြစ်တယ်ရင်တော့ဆိုလုံးဝမတင်ပြစ်ဘူးသိလားနော်အဲ့လိုမျိုးဆိုတော့ကောင်းတာလေးတွေဆိုယူမကောင်းတာလေးတွေရှင်ကြော်သွားကျမကလည်းဒီလိုပဲကျမအမြင်နဲ့ပြောပါတယ်လူတစ်ယောက်ကိုလူတစ်ယောက်ဟာအမြင်နဲ့တသက်မထဲကြီးကြိုက်ဆင်မှလည်းကြိုက်မယ်မကြိုက်ဆင်လည်းမကြိုက်ဘူးလူတာရှိရင်ဖြည့်ပေးလိုက်ပူတာရှိရင်နှုတ်ထားလိုက်ဟုတ်လားပူရာရှိရင်နှုတ်ထားလိုက်လိုတဲ့ချိန်ကြလို့ရှိရင်ပြန်ပြီးတော့မှဖြည့်ပေးလိုက်အဲ့ဒါမှကျမတို့ကအမြင်နဲ့လူတယောက်နဲ့တယောက်နဲ့ relationship ကဖြစ်မှာလေသိလားကိုမကြိုက်တာတွေ့တိုင်းဒီလူကမကောင်းတာ တာမျိုးမဟုတ်ဘူးကိုကြိုက်တာတွေ့တိုင်းလည်းအလုံးစုံကောင်းသွားတာမျိုးမဟုတ်ဘူးပေါ့နော်လူတယောက်ဟာအမြင်နဲ့ perfect မဖြစ်ဘူးတရားရဂိုင်းတော့ perfect မဖြစ်ဘူးကောင်းတာလည်းရှိမယ်မကောင်းတာလည်းရှိမယ်မှန်တာလည်းရှိမယ်မမှန်တာလည်းရှိမယ်ဆိုတော့ဖြစ်တင်ဖြစ်တိုက်တာလည်းရှိမယ်မဖြစ်တင်မဖြစ်တိုက်တာလည်းရှိမယ်အဲ့တော့ကို့အတွက်လိုအပ်ရင်ယူလိုက်ကို့အတွက်မလိုအပ်ရင်ပယ်လိုက်ဒါပဲနော်ဟိုဒီပရာဟိတာတွေပါကြီးလုတ်တယ်ဆိုလဲဒီလိုပဲကျမပုံနေပါတယ်မတင်တော့ကျမကျမလှူတဲ့တန်းနဲ့ဟာတွေဆိုလူမသိဘူးပေါ့နော်ဆိုတော့ကျမကလေပရာဟိတာလုတ်တယ်ဆိုတော့အခုမှလုတ်တာမဟုတ်ဘူးဒီမှာကျမဆိုရှယ်မှာညာပြောလို့မရ ျမတို့မကွေးတို့စကုတို့ဆက်လင်းတို့မှာရေကြီးတာ2009ခုနှစ်လောက်ကနေတူတယ်အဲ့ဒီကနေကျမစလောက်တာ အဲ့ဒီ2009ခုနှစ်လောက်နေရလေကျမကလေဒီဘက်နေအကောင်လုံးမိတ်ဆွေရင်းနဲ့ပေါင်းပြီးကျမတို့အဲ့ဒီမှာမခွေးရအဲ့ဒီနာရွာတွေနေပါအောင်မုံစလဲတို့မှာတို့မုံစလဲရွာလူတွေဆိုတည်တယ်နော်မုံစလဲမှာကျမမိတ်ဆွေတွေအဲ့လိုတွေရှိတဲ့ခါကျတော့တို့တို့ရွာကန်နေပေါ့အဲ့တော့အမှသွားလှူကြတာအဲ့နာရွာနီးချုပ်ဆက်တွေအကောင်လုံးလှူတာပေါ့လေအမှ10ရက်15ရက်လောက်သွားနေပြီးတော့မှကျမတို့အဲ့လိုလှူတာ2009ခုနှစ်လောက်နေရအဲ့တော့နောက်ပိုင်းကျတော့ဘာဖြစ်လဲဆိုပရိုက်တာပိုးဝင်နေလေနှစ်တိုင်းရေကြီးတိုင်းရေကြီးတိုင်းကျမလှူပစ်တယ်နောက်က30ဘက်ပေါ့30ဘက်ဆိုကျမမိတ်ဆွေတွေရှိတဲ့ခါကျတော့30ဘက် က်ကအိတ်ကျွန်းထဲဒီမှာရေကြီးပြီဆိုကျမတို့လေအဲဆက်လီတွေနဲ့အဲဆက်လီတွေနဲ့သွားပေါ့နော်ဆက်လီတွေနဲ့သွားသွားပြီးလို့ရှိလို့ရှိရင်လှူပေါ့လေအဲ့လိုမျိုးအဲ့လိုမျိုးတွေနဲ့လှုပ်ခဲကြရတယ်လှုပ်ခဲကြတာဆိုတော့အခုမနေ့တနေ့မှဒါလင်းဒီပရဟိတတွေဘာတွေဆိုတာကျမလေလှုပ်တာမဟုတ်ဘူးဒီမှာကြည့်ဒီမှာ